မင်္ဂလာပါရှင်။2014ခုနှစ်ဇွန်လ30ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှတန် RF ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မခက်ပါပါ။ RF အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါ။ဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနက်9:00နာရီခွဲမှာတစ်ချိန်နေ့လယ်9:00နာရီမှာတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးအပ်ပါရစေ။ဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ မေရိကန်နဲ့မြန်မာစစ်တပ်ချင်းဆက်ဆံရေးမှာမြန်မာတပ်မတော်ဘက်ကပြုပြင်ပြောင်းလဲမှုတွေပြနိုင်မယ်ဆိုရင်အမေရိကန်ဘက်ကပူးပေါင်းဆောင်ရွက်မှုပိုပြီးရှိလာလိမ့်မယ်လို့အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးထွန်မလနော့စကီကပြောလိုက်ပါတယ်။ရန်ကုန်မြို့အမေရိကန်တန်ယုံမှာစနေနေ့ကပြုတ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်းမစ္စတာမလနော့စကီကအခုလိုပြောလိုက်တာပါ။သူတို့မိမိတို့နှစ်နိုင်ငံစစ်တပ်ချင်းဆက်ဆံရေးတိစောက်ဖို့အချိန်ရောက်ပြီဖြစ်ပေမဲ့တတိထားပြီးဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းမိမိတို့ခီးစဉ်ရဲ့ရည်ရွယ်ချက်ဟာမြန်မာစစ်တပ်အနေနဲ့ လူအခွင့်အရေးတရားဥပဒေစိုးမိုးရေးနဲ့အယက်သားအုပ်ချုပ်ရေးကိုလက်ခံဖို့တိုက်တွန်းလိုတဲ့ရည်ရွယ်ချက်ဖြစ်ကြောင်းလဲမစ္စတာမလနိုစကီကပြောပါတယ်။အမေရိကန်နိုင်ငံသားရေးဌာနရဲ့ဒီမိုကရေစီလူအခွင့်အရေးနဲ့လူသမားရေးရာလက်ထောက်နိုင်ငံသားရေးဝန်ကြီးထွန်မလနိုစကီဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာမြန်မာနိုင်ငံကိုရက်တက်တဲ့တပတ်ကြာခီးစဉ်အဖြစ်ဇွန်လ22ရက်နေ့ကနေ28ရက်နေ့ထိလာရောက်ခဲ့တာပါ။ဒီကုသလေအဖွဲ့မှာ American Tamaro Pacific Data ကုတ်ကရေးဌာနကဒုတိယဗိုလ်ချုပ်ကြီး Anthony Crashfield အပါအဝင် ်အမေရိကန်နိုင်ငံသားရေးဌာနနဲ့ဗဏ္ဍာရေးဌာနတာဝန်ရှိသူတွေလည်းလိုက်ပါလာပါတယ်။အမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးနဲ့အဖွဲ့ဟာလွှတ်တော်ဥက္ကဋ္ဌတွေအပြင်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်၊ဒေါန်ဆန်းစုကြည်တိုင်းသာလက်နက်ကိုင်အဖွဲ့တွေကခေါင်းဆောင်တွေအရက်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်ရှင်။လွှတ်တော်ကအတီးပြုတ်လိုက်တဲ့ဥပဒေတွေဟာဤဥပဒေလိုအပ်မှုနဲ့အစိုးရအုပ်ချုပ်ရေးပိုင်းကကြန့်ကြာမှုတွေကြောင့်ပြည်သူလူထုအပေါ်မှာအကျိုးသက်ရောက်မှုမရှိသေးဘူးလို့ ြည်သူ့လွှတ်တော်တရားစီရင်ရေးဥပဒေရေးနဲ့အသနာခံစားများစီစီရေးကော်မတီဥက္ကဋ္ဌကပြောလိုက်ပါတယ်။နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့လွှတ်တော်အစည်းအဝေးပြီးသတင်းတောက်တွေနဲ့တွေ့ဆုံရမှာကော်မတီဥက္ကဋ္ဌသူရဦးအောင်ကိုကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ဥပဒေပြဋ္ဌာန်းပြီးတဲ့ချိန်ကစပြီးတော့ကျမောင်ကိုစဒီမနီဦးရီထွက်မယ်လို့လွတ်တော်ကဆုံးဖြတ်ထားပါတယ်ဆုံးဖြတ်ထားတော့လည်းပြကနေတီပေါ့လေနော် ဟုတ်လားဒီဘုံကိုယ်စီလေးကြိုသွားကြပြီသုံးကလည်းကြိုသွားဆွဲချိုးလေးကြာလားတင့်နေကြီးကြာနေပါပြီအကြောင်းကြောင်းသောအကြောင်းတွေကြောင်းမှသူပရိဒီဥပရိမထွက်တော့ဘူးနော်ဟုတ်လားဥပရိပြန်ဆန်းတော့လည်းအသက်မွန်နေဥပရိတွေအများကြီးရှိနေပါသေးတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဥပရိပြည့်မှန်နိုင်တဲ့အုတ်ဖြစ်မှန်နေကြမှာအချိန်ဆက်မမိပါနောက်ဆန်အကူရကုံတော့မမိမှာဟုတ်တော့ကဥပဒေကြမ်းနဲ့တိကျလိုက်ပြီမဲ့ နှူးဥပဒေမထက်မထွက်သေးတဲ့အတွက်ဥပဒေအသက်မဝင်သေးကြောင်းပြည်သူ့ကိုအကာအကွယ်ပေးမဲ့နှူးဥပဒေရေးဆွဲမှုမှာကြံ့ကြာတာတွေရှိနေတယ်လို့သမရကလက်မှတ်ရေးထိုးခြင်းမရှိတဲ့ဥပဒေလည်းအများကြီးရှိနေတဲ့အကြောင်းသူရဦးအောင်ကိုကပြောပါတယ်။ပြည်အောင်စုလွှတ်တော်ကဥပဒေပေါင်း100နီးပါးရေးဆွဲအတည်ပြုထားပြီးဖြစ်ပေမဲ့နှူးဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်တာဟာ30ရာခိုင်နှုန်းလောက်သာရှိကြောင်းဥပဒေပြည့်ရေးနဲ့ဥချုပ်ရေးအခြေအဆက်မမိတာကြောင့်ကြံ့ကြာမှုတွေရှိနေကြောင်းလည်းဦးအောင်ကိုကပြောပါတယ်။ သူတို့ဦးအောင်ကိုဟာကော်မတီကတင်သွင်းတဲ့ရေးပေါ်ဆေးဝါးကုသမှုလိုအပ်သူများကုညီဆောင်ရှောက်ပေးရေးဥပဒေမူကြမ်းကိုဒီကနေ့ပြည်သူ့လွှတ်တော်မှာအဆိုပြုတင်သွင်းခဲ့တယ်လို့သိရပါပါတယ်ရှင်။တနင်္ဂနွေလုံးပြစ်ခတ်ရဲဆေးရေးစာချုပ်မူကြမ်းတစ်ခုရောက်လာဖို့အတွက်လာမယ့်ဇူလိုင်လမှာအဆိုရနဲ့တိုင်းရင်းသားခေါင်းဆောင်တွေနောက်တစ်ချိန်တွေ့ဆုံဆွေးနွေးမယ်လို့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌဝန်ကြီးဦးအောင်မင်းကပြောလိုက်ပါတယ်။ဒီနေ့မြို့သားလွှတ်တော်ကိုရောက်ရှိခဲ့တဲ့ဝန်ကြီးဦးအောင်မင်းကသတင်းထောက်တွေကိုပြောခဲ့တာဖြစ်ပါတယ်။ ျွန်တော်ငင်းငင်းလိုချင်တဲ့လူငင်းငင်းအကြောင်းကိုလိုလိုလန်လန်အားလုံးကတောင်းဆိုပြီးတော့အတိမတ်ပြုပေးတာကျွန်တော်ကျေးဇူးတင်တာပေါ့ဗျာ။ဒါဆိုကျွန်တော်ကအရင်တော့ကျွန်တော်တို့လောက်ပဲလုပ်လုပ်နေရတယ်လို့ခံစားရတာပေါ့။ခုကတော့ဘာဖြစ်အကြက်ထဲမှလည်းငင်းငင်းရေးတော်တော်ထဲမှလည်းငင်းငင်းရေးအဲ့တော့ကျွန်တော်ဝင်းတာနော်။ဒါဆိုဆွေးနွေးပွဲကျင်းပမယ့်နေရာနဲ့ရက်စွဲကိုတော့ဝန်ကြီးဦးအောင်မင်းကထုတ်ဖော်ပြောဆိုတာမရှိသေးပါဘူး။တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း တနင်္ဂနွေအပြစ်ခတ်ရက်ဆေးရေးစာချုပ်မူကြမ်းနဲ့ပတ်သက်ပြီးကချင်လွတ်မြောက်ရေးအဖွဲ့ KIU ဌာနချုပ်လိုင်ဇာမြို့မှာလာမယ့်ဇူလိုင်လအတွင်းဆွေးနွေးပွဲတစ်ခုပြုလုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်ရှင်။2008ဖွဲ့စည်းပုံခြေခံဥပဒေ436ပြင်ဆင်ရေးလက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုမှာပြည်သူ3သန်း3သိန်းကျော်ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့နဲ့တိုင်း14ခုကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွေမှာစုဆောင်းရရှိတဲ့လက်မှတ်တွေကိုရေးထွက်ထားတာဖြစ်ပြီးအဲ့ဒီအထဲမှာရန်ကုန်တိုင်းကလက်မှတ်ပေါင်း6သိန်းကျော်နဲ့အများဆုံးရရှိထားပြီးမန္တလေးတိုင်းနဲ့အေရဗရီတိုင်းကဒုတိယအများဆုံးဖြစ်တယ်လို့သိရပါတယ်။ပုံမှန်436ပြင်ဆင်ရေးအတွက်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီးမေလ29ရက်နေ့ကနေဇူလိုင်လ19ရက်နေ့အထိနိုင်ငံလုံးအတိုင်းအတာနဲ့လက်မှတ်တွေကောက်ခံနေတာပါ။လက်မှတ်ကောက်ခံတာတစ်လပြည့်တဲ့အချိန်မှာရရှိတဲ့ထောက်ခံလက်မှတ်အရေးအတွက်ကို NLD ကအထူး အခုလိုထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်ရှင်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့88မျိုးဆက်ငင်းချင်းရင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းပူးတွဲပြီး2008ဖွဲ့စည်းပုံခြေခံဥပဒေပုံမှာ436ပြင်ဆင်ရေးလူလူဟောပြောပွဲကိုမကွေးတိုင်းမင်းမှုမြို့မှာဒီကနေ့မနက်ပိုင်းကကျင်းပခဲ့ပါတယ်။မင်းမှုမြို့ဥပဘာသာခမ်းမရှိအေယာဘရီမြစ်ကန်တဘေးကွင်းပြင်မှာပြုလုပ်ခဲ့တဲ့ဒီဟောပြောပွဲမှာ2008ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ပတ်သက်ပြီးမြန်မာဒီမိုကရေစီအဖွဲ့ချုပ်ကဥပဒေပညာရှင်ဦးအောင်သိန်းကရှင်းလင်းဟောပြောခဲ့ပါတယ်။ အဲ့ဒီနောက်88မျိုးဆက်အဖွဲ့ကကိုမင်းကိုနိုင်နဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလူမှုဆောင်ကော်မတီဝင်ပွင့်ဖြူမျိုးနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်မွန်းညိုတို့ကအခြေခံဥပဒေပုံမှန်436ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးဟောပြောခဲ့ကြပါတယ်။အဲ့ဒီနောက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်မကွေးတိုင်းအတွင်းရင်းမှုဦးနေမျိုးကျော်ကပုံမှန်436ပြင်ဆင်နိုင်ရေးအတွက်ပြည်သူလူထုကပါဝင်လက်မှတ်ရေးထိုးဖို့နှီးလန်းတွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ စ်လက်နေတဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာဗိုလ်ချုပ်မမောင်အောင်ကိုခန့်အပ်လိုက်ကြောင်းရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးကဒီနေ့အတည်ပြုကြေညာလိုက်ပါတယ်။ RFA သတင်းတောက်မက်ခင်ပြည်စုံကတင်ပြထားပါတယ်ရှင်။ဒီကနေ့ဒုတိယမြောက်နေ့အဖြစ်ကျင်းပတဲ့အရေးပေါ်ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာဗိုလ်ချုပ်မမောင်အောင်ကိုရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြောင်းပြည်နယ်လွှတ်တော်ကအတည်ပြုကြေညာလိုက်ပါတယ်။နိုင်ငံတော်တလားအဆိုပြုပြင်သွင်းလာတော့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဒီလက်လက်ရဲ့ရှိသည့်ဝန်ကြီးချုပ်ရာထူးနေရာ၌ ်တမလာလာရခိုင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ပို့ချုပ်မှာမဟုတ်ပါခိုင်လွတ်တော်ကသဘောတူတည်ပြုကြောင်းကြေညာအပ်ပါတယ်ပြည်ထောင်စုအစိုးရအဖွဲ့နေဆယ်ရေးရဝန်ကြီးဌာနဒုတိယဝန်ကြီးဟောင်ဗိုလ်ချုပ်မောင်အောင်ကိုလက်လက်နေတဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာအစာထိုးခန့်အပ်သွားဖို့ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကကျင်းပတဲ့အရေးပေါ်ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးပထမနေ့မှာနိုင်ငံတော်သမ္မတကအဆိုတင်သွင်းခဲ့ပါတယ်။ ကျွန်တော်တာဝန်စတင်ထားဆောင်ခြင်းတော့ကျွန်တော်လုပ်ချင်တာကတော့ရခိုင်ပြည်နယ်မှာရှိတဲ့တန်ခါတော်ဆရာတော်ဘုရားကြီးများနောက်ရခိုင်ဒါစစ်တေမျိုးမှာရှိတဲ့ဆရာတော်ဘုရားကြီးတွေပေါ့နော်ပြီးရင်စစ်တေမျိုးမှာရှိတဲ့မြင်းမြင်းမြို့ပနဲ့အပါအဝင်လူငယ်ကွန်ရအားလုံးကိုတွေ့ပြီးတော့မှပထမဦးဆုံးကျွန်တော်ရဲ့သဘောထားကိုကျွန်တော်ရှင်းလင်းပါမယ်ပြီးရင်ဆရာတော်မြားကြီးနဲ့ဒီကမြင်းမြင်းမြို့ပလူငယ်ဖွဲ့များရဲ့ဆန္ဒကိုကျွန်တော်သိအောင်ကြိုးစားပြီးတော့ဒါမဲ့ နာဂတ်မှာ ရခိုင်တိုင်းဒေသများရဲ့စံနာကိုအဓိကထားဦးစားပေးပြီးတော့မှရခိုင်တိုင်းဒေသများရဲ့အမျိုးသားအကျိုးစီးပွားကိုကျွန်တော်ကာကွယ်တော့ပါမယ်။ကျန်ရှိနေသေးတဲ့အစိုးရတပ်တန်းတစ်နှစ်ခွဲကျော်ကာလမှာရခိုင်ပြည်နယ်မှာလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကြော်လွားပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းဗိုလ်ချုပ်မမောင်အောင်ကပြောပါဗျာ။လူထုကတောင်းဆိုမှမဟုတ်အစိုးရဆိုတာတော့နော်အစိုးရဆိုတာတော့လူထုရဲ့လိုအပ်ချက်ကို တိအောင်ကြိုးစားပြီးလုပ်နေဖို့တာဝန်ရှိတယ်ဒီလိုကျွန်တော်တို့ကတော့ဟလာအစည်းအဝေးတွေထိုင်တာနဲ့ထိုင်ရမှာပဲဘို့တော်လည်းဟလာအစည်းအဝေးတွေမှာအချိန်ကုန်ပြီးတော့မှမြေပြင်မှာတကယ်အကျိုးမရှိရတဲ့ကျွန်တော်တို့လူသားပါเนาะကျွန်တော်ကတော့တတိတကြပဲကျွန်တော်လုပ်ပါမယ်ပြောရင်ပြောရတိုင်းပဲလုပ်ပါမယ်အဲကျွန်တော်ကလည်းတိုင်ရခိုင်အဲလူလူအပေါင်းကိုကျွန်တော်အဲကျွန်တော်ကအတီးပြပြတဲ့အချိန်ပေါ့နော်ဝန်ကြီးချုပ်အဖြစ်အတီးပြပြတဲ့အချိန်မှာဘာသာဝင်ပြည်ညာစကားတော့ကျွန်တော်ကိုယုံကြည်ပေးပါစောင့်ကြည့်ပါနော်ဝေဖန်ပါ ပြီးရင်ကျွန်တော်အကြံပြုပါကျွန်တော်ရခိုင်တိုင်းဒေသအလုံးရဲ့အမျိုးသားအကျိုးစီးပွားကိုကျွန်တော်အတတ်နိုင်ဆုံးကိုစားညံ့ရရှိသမျှကျွန်တော်ဆောင်ရွက်တော့ပါမယ်လို့ကျွန်တော်ပြောချင်လို့ဗိုလ်ချုပ်မမောင်ဦးအနေနဲ့ဒီကနေ့ရခိုင်ပြည်နယ်လွှတ်တော်ကအတည်ပြုချက်ကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်ကထပ်မံအတည်ပြုပြီးတော့မှရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာကိုစတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းလည်းသိရပါပါတယ်ရှင်။ RF သတင်းတော့မခင်ပြေဆုံးတင်ပြပြီးသွားရပါရှင်။ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေနဲ့တရားစွဲခံထားရတဲ့ Unity Channel သတင်းတောင်5ဦးရဲ့အမှုကိုလာမယ့်ဇူလိုင်လ10ရက်နေ့မှာအပိသက်စီရင်ချက်ချမှတ်မယ်လို့သိရပါဗျ။အမှုနဲ့ပတ်သက်လို့ဒီနေ့ခုတ်ကူတိုင်ခရိုင်တရားရုံးမှာတရားလူပြရှင်းနေတဲ့တရားခံများရှင်းနေနှစ်ဖက်စလုံးကိုစစ်ဆေးခဲ့ပြီးနောက်ဆုံးအမိန့်ချမှတ်ရက်ကိုသတ်မှတ်လိုက်တာပါ။ပြီးခဲ့တဲ့ဇန်နဝါရီလ25ရက်နေ့တော့ Unity သတင်းချာနယ်မှာမကွေးခရိုင်ပေါက်မြို့နယ်ကလျှို့ဝှက်ဓာတ်လူလက်နက်ဆက်ယုံဆိုတဲ့ခေါင်းစဉ်နဲ့သတင်းဖော်ပြခဲ့တာကြောင့် ဂျာနယ်မှုဆောင်အရာရှိချုပ်ဦးတင်ဆန်းနဲ့သတင်းတောက်လင်းဦးကိုနိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ဖမ်းဆီးထားတာဖြစ်ပါတယ်။ဒီမှုကိုပြီးခဲ့တဲ့မေလ9ရက်နေ့ကစပြီးရုံးစုပ်ဆစ်ဆေးခဲ့တာဖြစ်ပါတယ်။ Unity Channel ကိုလည်းပြီးခဲ့တဲ့သတင်းဘက်ကပိတ်လိုက်ပြီလို့သိရပါတယ်ရှင်။ကြောင်မီးသွေးလောင်စာကနေလျှက်စစ်ထအားထုတ်လုပ်ဖို့အတွက်စက်ရုံနေတိဆောက်မဲ့ကိစ္စနဲ့ပတ်သက်ပြီးအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့သဘာဝပတ်ဝန်းကျင်ပညာရှင်တွေကကန့်ကွက်လိုက်ပါတယ်။ဒီနေ့နေပြည်တော်မှာလျှက်စစ်စွမ်းအားဝန်ကြီးဌာနနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေတွေ့ဆုံဆွေးနွေးကြရမှာ။ ရက်ဖက်လူမှုအဖွဲ့အစည်းတွေကအခုလိုကန့်ကွက်ခဲ့ကြတာပါ။ကြောင်မီသွေးအစားတခြားလောင်စာသုံးဆွဲဖို့ဆွေးနွေးခဲ့တယ်လို့ EcoDev အဖွဲ့ဒါရိုက်တာဝင်းဝင်းမျိုးသူကပြောပါတယ်။မွန်ပြည်နယ်ရေးမြို့နယ်အေရရီတိုင်းပသိမ်မြို့နယ်ရန်ကုန်တိုင်းထန်းတမင်နယ်ကွန်းချန်ကုန်းမြို့နယ်တွေမှာအစိုးရနဲ့ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေပူးတွဲပြီးကြောင်မီသွေးလောင်စာသုံးဆက်ယုံတွေတည်ဆောက်ဖို့အစီအစဉ်နေတာပါ။ရစစ်ဆောင်ဝန်ကြီးဌာနနဲ့အကျိုးတူကုမ္ပဏီတွေဘက်ကပညာရှင်တွေကတော့ဒီစက်ယုံတွေကစွန့်ပစ်လိုက်တဲ့မိခိုးငွေတွေကိုညှိပညာအသုံးပြုပြီးတန့်စင်သွားမှာဖြစ်တာကြောင့် တဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်နိုင်မယ်လို့ပြောပါတယ်။တဘာဝပတ်ဝန်းကျင်ပညာရှင်တွေဘက်ကလည်းဤပညာတွေကြောင့်တစုံတရာလွဲချော်ခဲ့ရင်ဆက်ယုံအနည်းတွဲကပြည်သူတွေနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုပြန်လည်ဖြေရှင်းဖို့အခက်အခဲတွေရှိနေကြောင်းထောက်ပြခဲ့ကြပါတယ်လို့သိရပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာဝင်ပြပါရှင်။ RFA ကိုကြည့်ရှုအပ်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုံမြင့်တန်ညာအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပြည့်ချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင် ခေရွေးမြင့်သံများအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါရှင်။အခုအစီအစဉ်ဒုတိယပိုင်းမှာသတင်းပေးပို့ချက်တွေသတင်းဆောင်မတွေကိုဆက်တိုက်ထုတ်လွှင့်ပေးမှာပါ။အမေရိကန်အစိုးရရဲ့ဒီမိုကရေစီရေးလူ့အခွင့်အရေးနဲ့လူ့သမားရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးထွန်မလန်နိုစကီနဲ့အမေရိကန်တပ်မတော်ပစိဖိတ်ဒေသကုကေရီဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးအန်တိုနီခရက်ရှ်ဖီလ်ဒိုဟာမြန်မာနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးစနေနေ့ကရန်ကုန်မြို့အမေရိကန်တန်ရုံမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ RFA1 တို့သာကိုဝင်းနိုင်ကကောက်နှုတ်တင်ပြထားပါတယ်ရှင်။ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ဒုတိယဗိုလ်ချုပ်ကြီးတို့ဟာလွှတ်တော်ဥက္ကဋ္ဌတွေကာကွယ်ဥစည်းချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကခေါင်းဆောင်တွေနဲ့ညီညာရေးကိစ္စတွေအတွက်ဆွေးနွေးခဲ့တာရှိတယ်လို့အရက်ဖက်လူမှုဖွဲ့စည်းတွေကခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။မနေ့ကသတင်းစာရှင်းလင်းပွဲဟာသူတို့ရဲ့မြန်မာနိုင်ငံခီးစဉ်နဲ့ပတ်သက်ပြီးလေးလာတွေ့ရှိချက်သုံးသပ်ချက်တွေကိုရှင်းပြတာဖြစ်ပါတယ်။ပထမဦးစွာမြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom important, important change happening um, continuing to happen uh, in this country we also see challenges and risks uh, and those challenges and risks uh, are accentuated အမေရိကန်အစိုးရအနေနဲ့မြင်တာကမြန်မာနိုင်ငံမှာအရေးကြီးတဲ့အပြောင်းအလဲတွေဖြစ်နေကြောင်းဆက်လက်ပြီးတော့လဲအပြောင်းအလဲတွေရှိလာအောင်မှာဖြစ်ကြောင်းတစ်ချိန်တည်းမှာလဲအပြောင်းအလဲတွေနဲ့အတူစိန်ခေါ်မှုတွေလည်းရှိနေကြောင်းပြောခဲ့တာပါ စိန်ခေါ်မှုကိုတက်ရောက်စေနိုင်တဲ့အခြေခံအကြောင်းနှစ်ချက်ရှိနေပါတယ်။အဲ့ဒီနှစ်ချက်ကတော့ရှေ့လာမယ့်အပြောင်းလဲတွေမှာကြုံတွေ့ရမယ့်အခက်အခဲတွေနဲ့လာမယ့်2015ရွေးကောက်ပွဲပဲဖြစ်ပါတယ်။လာမယ့်2015ရွေးကောက်ပွဲဟာတကယ်ပဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမလား။နိုင်ငံသားတွေအနေနဲ့သူတို့လိုချင်တဲ့ခေါင်းဆောင်တွေကိုရွေးချယ်권ရှိမလား။စတဲ့မေးခွန်းတွေအပြင်သတင်းမီဒီယာလွတ်လပ်ခွင့်တွေနဲ့လွတ်လပ်စွာစီယုံလှုံ့ဆော်ခွင့်တွေရှိမလားဆိုတဲ့အချက်တွေကလည်းမေးစရာမေးခွန်းတွေအဖြစ်ရှိနေသေးတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကပြောသွားတာပါဒါအပြင်2015ရွေးကောက်ပွဲအချိန်ကာလမှာမြန်မာနိုင်ငံသားတွေသိရှိထားတဲ့စိုးရိမ်စရာအခြေအနေကိုလည်းအခုလိုသုံးသပ်ပြပါတယ် we have seen of um racial and religious differences by some people for what i think are transparently political ends we see this as a risk moving မြန်မာနိုင်ငံအားကောင်းချက်တစ်ခုဟာလူမျိုးမတူဘာသာမတူသူတွေနဲ့တီထောင်ထားတဲ့နိုင်ငံဖြစ်တာကြောင့်ဒီအားကောင်းချက်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အရေးကြီးကြောင်း ဒါပေမဲ့အဲ့ဒီလိုမတူကွဲပြားမှုတွေကိုအခွင့်ကောင်းယူပြီးအသုံးချနေသူတချို့ရှိနေကြောင်းလာမယ့်2015ရွေးကောက်ပွဲအချိန်မှာအဲ့ဒီလိုနိုင်ငံရေးရအသုံးချလာတာတွေဖြစ်လာမှာကိုစိုးရိမ်မိကြောင်းမြန်မာနိုင်ငံသားတွေနဲ့လူမျိုးဘာသာမျိုးချစ်စိတ်ဆိုတဲ့အပေါ်မှာငင်းခုန်နေကြတာတဲ့မြန်မာနိုင်ငံသားကောင်းပီတာတယ်ဆိုတာကိုပြသဖို့ကပိုအရေးကြီးကြောင်းလက်ထောက်နိုင်ငံသားရေးဝန်ကြီးကရှင်းပြခဲ့တာဖြစ်ပါတယ်အမေရိကန်အစိုးရအနေနဲ့မြန်မာနိုင်ငံကိုစီးလုံးပြီးအောင်မြင်တဲ့နိုင်ငံအဖြစ်သာမြင်တွေ့လိုတာဖြစ်ကြောင်းအဲ့ဒီလိုဖြစ်လာဖို့အတွက်ဆိုရင် မြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲရေးတွေအားကောင်းလာဖို့ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့နဲ့ပြည်ပြင်ပြောင်းလဲရေးတွေမှာနိုင်ငံသားတွေရဲ့ရွေးချယ်ဆုံးဖြတ်မှုမှန်ကန်ဖို့ဆိုတဲ့အချက်တွေပေါ်မှာသာမူတည်နေကြောင်းလဲပြောခဲ့ပါဗျ။အမေရိကန်တပ်မတော်ရဲ့ Pacific Data ကုတ်ကဲရေးဒုတိယအကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး Anthony Crashfield ရဲ့ခီးစဉ်ဟာမြန်မာနိုင်ငံကိုအစ်စ်မြင့်ဆုံးအမေရိကန်စစ်တပ်အရာရှိတူပထမဦးဆုံးကြိမ်လာရောက်လည်ပတ်တဲ့ခီးစဉ်လည်းဖြစ်ပါတယ်။သူဟာမြန်မာနိုင်ငံအမျိုးသားကာကွယ်ရေးတပ်ကတော်မှာပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကမင်ကွန်းပြောကြားခဲ့တာပါ။ အမေရိကန်တပ်မတော်နဲ့မြန်မာတပ်မတော်ဆက်ဆံရေးတိစောက်ဖို့အချိန်ကျရောက်ပြီလားဆိုတဲ့မေးခွန်းကိုတော့လက်ထောက်နိုင်ငံသားရေးဝန်ကြီးကဒီနေ့အချိန်ဟာအမေရိကန်တပ်မတော်နဲ့မြန်မာတပ်မတော်ဆက်ဆံရေးတိစောက်ရမယ့်အချိန်ရောက်ရှိနေပြီဖြစ်ကြောင်းဒါပေမဲ့သတိကြီးကြီးထားပြီးဆောင်ရွက်ရမှာဖြစ်ကြောင်းလည်းပြောပါတယ်။ What I tried to, to do and you can see in the speech is to portray an alternate future for the Myanmar military based on the US military experience with US citizens. painted a picture of what's possible a more professional American Tamron ਨੇ American ပြည်သူတွေကြားထားရှိတဲ့ဆက်ဆံရေးကိုအခြေခံပြီးမိမိရဲ့မိန့်ခွန်းကိုပြောခဲ့တာဖြစ်ပါတယ်အခြေခံအားဖြင့်တော့မြန်မာတမ်မတော်ဟာမြန်မာပြည်သူတွေရဲ့ယုံကြည်မှုရအောင်တိစောက်နိုင်ရပါမယ်တမ်မတော်ဆိုတာဘယ်ဘောင်းစုံကအည်သွေးပြွားတဲ့ professional tap တခုဖြစ်ရမှာဖြစ်သလိုမတူကွဲပြားမှုတွေကိုလေးစားလိုက်နာပြီးတရားဥပဒေကိုလည်းလိုက်နာတဲ့ tap ဖြစ်ရပါမယ်အရေးကြီးဆုံးအချက်အနေနဲ့ကတော့တမ်မတော်ဟာရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိကိုရှိရမှာဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်ကြီးကပြောသွားခဲ့တာပါသူတို့နှစ်ဦးရဲ့ခီးစဉ်အတွင်းမှာအမေရိကန်လက်ထောက်နိုင်ငံကြီးဝန်ကြီးနဲ့အဖွဲ့ဟာအမေရိကန်အစိုးရရဲ့ပိတ်ဆို့အရေးယူမှုတွေထဲမှာရှိနေတဲ့မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင်တချို့နဲ့လည်းတွေ့ဆုံခဲ့ပါတယ်အဲ့ဒီလိုတွေ့ဆုံရမှာပိတ်ဆို့အရေးယူမှုစီးရင်ကနေပယ်ဖျက်ပေးနိုင်မှုအတွက်စီးပွားရေးလုပ်ငန်းရှင်တဦးချင်းအနေနဲ့လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကိုရှင်းပြခဲ့ကြောင်းလည်းပြောပါတယ်တဦးချင်းအနေနဲ့စီးရင်ကနေပယ်ဖျက်ပေးစီလိုတဲ့ဆိုရင် အမေရိကန်အစိုးရကတောင်းဆိုထားတဲ့အချက်တွေအတိုင်းဆောင်ရွက်မယ်ဆိုရင်ပယ်ဖျက်ပြီးသွားမှာဖြစ်ကြောင်းလည်းရှင်းပြခဲ့ပါတယ်ခင်ဗျာ RF1 တို့ဒါကိုဝင်းနိုင်တင်ပြပေးခဲ့တာပါရှင်2008ဖွဲ့စည်းပုံခြေခံဥပဒေပုံမှာ436ပြင်ဆင်ရေးအတွက်မြန်မာဒီမိုကရေစီအဖွဲ့ချုပ်နဲ့88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့ဖွဲ့စည်းပူးတွဲပြီးမကွေးတိုင်းမင်းမှုမြို့မှာဒီကနေ့လူလူဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတောက်ကိုစောတူးကမင်းမှုမြို့ကနေသတင်းပေးပို့ထားပါတယ်ရှင်။ ဂျွန်လာ30နှစ်ကမင်းမှုမြို့မှာကျင်းပတဲ့တထောင်ရှိအခြေခံဥပဒေပုံမှာ၄၃၆ပြင်းစင်နေရေးလူလူဟောပြောပွဲကိုလာရောက်ခဲ့တဲ့88မျိုးဆက်ငင်းရင်းနဲ့ပွင့်လင်းလူပွဲစီကုံမင်းကိုနိုင်ကမကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ကိုဝေဖန်ပြောဆိုပါတယ်ဆိုတော့မကွေးတိုင်းဟာဒီမိုကရေစီရေးကိုချီတက်နေတဲ့နေရာမှာတော့အနောက်နေအကြကြာဆုံးပဲလို့ကျွန်တော်ကပြောရမယ်ဒါတော့ကျွန်တော်စကလုံးကိုတော်တော်တက်တက်ညံ့ညံ့သုံးထားတာပေါ့ဘာဖြစ်လို့ဒီဒီဒေသရဲ့ ဒီအုတ်ချုပ်ရေးအာဏာကသူဘယ်လောက်နှိပ်ကွက်ဖို့ဖွင့်ပေးထားလဲပေါ့ဆိုတော့ကတခြားတိုင်းနဲ့ပြည်နယ်တွေမှာရတဲ့အခွင့်အရေးတော်ဒီမှာမရဘူးဆိုတာဘာသဘောလဲပေါ့အဓိကအချက်ကတော့ကျွန်တော်တို့ပြည်သူတွေကဒီမိုကရေစီလိုလားတာမှန်တယ်တတိလည်းကောင်းတယ်ဇွဲလည်းရှိတယ်ဘာကိုစွန့်ရရလဲဆိုတော့အာယုံပြောင်းတဲ့ကိစ္စတွေပေါ့အာယုံအပြောင်းလဲတွေမှာအကြောင်းအရာအစ်တွေနဲ့ဟိုတခြားဘက်ကိုလှည့်သွားအောင်လုပ်တာမျိုးတွေဆိုကျွန်တော်ပြည်သူတွေအဲ့ဒါကိုတော့နားမျက်စိရှင်ရမယ်အဲ့တော့ ခေါင်းဆောင်မှုတာဝန်ယူနေတဲ့သူတွေကလည်းအဲ့ဒီအာယုံအပြောင်းအလဲမခံမဲနဲ့ပြည်သူမှန်မှန်ကန်မှန်မှန်ကန်ကလက်တွဲခေါ်နိုင်မယ်ပြည်သူကလည်းအဲ့ဒီလက်တွေဥဆောင်နေတဲ့သူတွေကိုယုံကြည်ကြည်နေတဲ့ပေါ်လေအတူလိုက်ရင်ရပါတယ်မကွေးတိုင်းဒေတာတွင်ပုံမှန်၄ဆုံးချောက်လူလူဟောပြောပွဲတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့88ငင်းညာရင်နဲ့ပွင်လင်းလူပွဲစည်းတို့ကနေအရှိန်ဟုံမြင့်ပူတွဲလှုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်အတနိုင်ဆုံးခရိုင်တွေမှာလူလူဟောပြောပွဲတွေဆက်လုပ်မယ်မကြခင်လဲတော်အောင်ဆန်းစုကြည်ပခုတ်ကူမြို့မှာ တော့ကျွန်တော်လူလူခေါ်ပြောပွဲရှိနေတယ်အဲ့ဒီပြင်ပါလဲခရိုင်မြို့တွေမြို့နယ်တွေမှာလဲကျွန်တော်တို့တိုင်းအဆင့်ကနေပြီးတော့မှာကိုခေါ်ပြောပွဲတွေဆက်လုပ်သွားဖို့ရှိတယ်အဲ့ဒီအပြင်မှာရက်ကြီးတွေဒီကြံရှိတဲ့စကူရဲ့အတွင်းထဲမှာလက်မရေးထိုးဖို့စောင့်မျှော်နေတဲ့ပြည်သူတွေအားလုံးရဲ့ကျွန်တော်အိမ်တိုင်းရာရောက်တွေရောက်နိုင်ခဲ့ပြီးကျွန်တော်ဥပဒေအတွင်းကနေမှာဒီလက်မရေးထိုးမှုလှုပ်ရှားဖို့အရှိန်ဟုံအမြင့်ဆုံးဆောင်ရွက်သွားဖို့ကျွန်တော်တို့ပြင်ဆင်ထားတယ်တက်ဆိုင်ရာမြို့နယ်အားလုံးကိုလည်းကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်ဗျမြို့မြို့မှာလူလူဟောပြောပွဲအတွက် နေရခဲ့ခဲ့ကြကအောင်မြင်အောင်ကျင်းပနိုင်လို့ပြည်သူတွေရဲ့အောင်ပွဲလို့ပြောဆိုပါတယ်။ဒီကအမှန်တန်ဖိနိုင်တယ်။ဒါပေမဲ့ပြည်သူတွေရဲ့တတ်တီတွေကျွဲလုံးလာတွေကအမှန်တန်ကောင်းတယ်။ဟိုသူတို့တောင်းတဲ့နေရာမရရင်ပဲကျွန်တော်မြေကမ်းနေဘေးမှာကျင်းပတော့ကျွန်တော်ကတော့တမျိုးကျင်တတ်တယ်ဗျ။ဘာဖြစ်လို့ဒါကလွတ်လပ်ပြီးတော့တကယ်ပြည်သူလူထုဟာဟို သေးသနာမှာမဟုတ်ဘူးကိုယ့်ကိုယ်လည်းရအောင်အောင်ပွဲအောင်ပွဲရအောင်လုပ်နိုင်တယ်ဆိုတာပြတယ်။နောက်တစ်ချက်ကတော့ဒီဒေသရပြည်သူတွေကသူပြင်သမိုင်းအစဉ်လာလဲတကယ်ရှိကြတာဆိုကျွန်တော်တို့ယုံတယ်ဒီဒေသကတက်တက်ကြွားကြနဲ့ဒီအောင်ပွဲရဖို့အတွက်တော့အဆုံးထိလိုက်ပါနိုင်မယ်လို့ကျွန်တော်ယုံပါတယ်။အခမ်းအနားကိုမင်းမှုခရိုင်နဲ့မကွေးခရိုင်တွေကပြည်သူတွေတက်ရောက်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥပဒေပညာရှင်ဦးအောင်သိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်မွန်းညူ88ငញ្ញရင်နဲ့ပွင့်လင်းလူပွဲစီကိုမင်းကိုနိုင်မကွေးတိုင်း NLD တွင်းရင်မှုကိုနေမျိုးကျော်တို့က လေးဆုံးချောင်းပြင်ဆင်နိုင်ရေးလူလူပူးပေါင်းပါဝင်လက်မှတ်ရေးထိုးဖို့လှုံ့ဆော်ဟောပြောခဲ့ပါတယ်ခင်ဗျာအရဖေးရမင်းတန်ညာစီစဉ်တွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်ရှင်။ ခြေခံဥပဒေပုံမှ436ပြင်ဆင်ရေးဟောပြောပွဲကိုပဲခူးတိုင်းပြည်မျိုးနယ်မှာလည်းဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ RF သတင်းတောက်ကိုကျော်သောဝင်းကတင်ပြထားပါတယ်ရှင်။မနေ့ကပြည်မျိုးလူထုဟောပြောပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ရကဦးတင်ဦးဥပဒေပညာရှင်ဦးထေဦးနဲ့88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းကကိုမင်းကိုနိုင်တို့ဟောပြောခဲ့တာပါ။လူသားတယောက်နေနဲ့သူ့မှာရှိတဲ့ပိုင်ခွင့်ဟာသူကတုံးချနေတဲ့အဖြစ်အဆုံးပြ ဘောတရားယုံကြုံချင်သူဟာပွားရောက်ပြီးလုတ်ပန်နိုင်မှုရှိတယ်အဲ့ဒါကိုဒီမှာရှိနေတဲ့ဖွဲ့စည်းပုံစံတစ်ခုကမပြောလဲလဲဆိုတော့အားလုံးတည်တည်တော်သားနဲ့ဖြစ်တာမှန်တယ်လို့ဒီတော်ဝေးဥတည်ကြုံအဆုံးပြတယ်နောက်ဆုံးဖြစ်သည်လို့ဆိုတော့ကျွန်တော်ကလုံးဝသဘောမတူဘူးကံွက်တဲ့ဒါကြောင့်မို့လဲဒီ၄၃၆ပါထည့်ပြီးတော့ပြင်ရင်အဲ့ဒါကြီးပါပြင်ပြမယ်ဒီရမှာအားလေအားလုံးပြင်ပြမယ်ဥစည်းကြုံဆိုတဲ့သူဟာကာကွယ်ရေးဝင်ကြီးရဲ့ အောက်မှာရှိပါတယ်ဘာဖြစ်လို့လဲဦးစီးချုပ်ဆိုရင်ဘာချုပ်ပဲဖြစ်ဖြစ်ချုပ်မှုကြီးပဲဖြစ်ဖြစ်ပကုံးပေါ်မှာတပွင့်နှစ်ပွင့်သုံးပွင့်မကလို့ပန်းခွေကြီးပဲတင်တင်စနွေးမကင်းအတုံးလိုက်ကြီးပဲတင်တင်ပြည်သူလူထုရဲ့ဝန်ထမ်းမဲ့သူကအဲ့ဒါကိုကျွန်တော်ပြောတင်တယ်။သူကဝန်ထမ်းမဲ့ဗျပြည်သူလူထုကလစာပေးပြီးတော့ဒါလုတ်ပေးဆိုပြီးတော့ခိုင်းထားတယ်ပြည်သူဝန်ထမ်းဘလောက်ပဲယာဒူးကြီးကြီး လက်နက်ကန်ယူနီဖောင်းဝတ်ထားတဲ့သူမှန်ရင်ပြည်သူလူထုကရွေးထားတဲ့ဝင်ကြီးရဲ့အောက်မှာပဲရှိရမယ်။ကျင်းနှံ့ရင်လို့မကျင်းနှံ့လို့ကိုကိုကိုအရေးချင်းရှိတဲ့ထင်ရင်အရောက်ကိုလဲပြီးတော့ဝင်ပြိုင်လိုက်ပါတိတ်ရှင်းပါတယ်ဒီကိစ္စက။ဒါဟာတရားမျှတမှုရှိပါတယ်။အခုကြတော့ကာကွယ်ရေးဝင်ကြီးဟာလည်းလက်ရှိယူနီဖောင်းဝတ်ကြီးပဲဖြစ်နေတယ်။သူတို့အရက်သားကဘယ်လိုလုပ်ပြီးဩစာလွှမ်းမိုးမလဲ။ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့သူက ဘယ်လိုလုပ်ပြီးခိုင်းစေမလဲကျွန်တော်တို့စီမှာတန်းပြီနစ်နာခဲ့ပေါင်းများပြီလူတယောက်လူတစုရဲ့အတွေ့အကြုံဆုံးဖြတ်ချက်အမားတွေကြောင့်အဲ့လိုနစ်နာခဲ့တဲ့ပြည်သူတွေအတွက်အပြစ်မဲ့ကြခဲ့တဲ့သွေးတွေအပြစ်မဲ့ပျက်စီးခဲ့ရတဲ့ဘဝတွေအတွက်ဘယ်တယောက်ကများကျွန်တော်မှာတာဝန်ရှိပါတယ်လို့ပြောပြီးတော့နှုတ်ထွက်တာမျိုးကိုတွေ့ကြတယ်လေကျွန်တော်တို့မရှိဘူးအဲ့ဒီခေတ်ကိုရောက်အောင်သွားရမယ်နှုတ်ထွက်တဲ့ရင်ကျင်းမှုရောက်အောင်သွားရမယ် ဲ့တော့ကိုယ်အသိစိတ်နဲ့ကိုယ်တောင်းဝင်ရုံနဲ့မနှုတ်ထွက်တဲ့အခါကျွန်တော်တို့ကဘာလုပ်ရလဲသူတို့ဖြုတ်ချရဲဖြုတ်ချတယ်ဆိုတော့နှစ်ဖက်နစ်နာတယ်တိကျတယ်ဒါပေမဲ့ဒီလမ်းပဲရှိတယ်ကျွန်တော်တို့ကဒါကြောင့်ကျွန်တော်တို့သွားမှာကတောင်းဝခံမှုတောင်းဝယူမှုနဲ့အတူအခွင့်အရေးပြေဝါရတဲ့ပြည်သူလေးစီကိုကျွန်တော်တို့ကြွားမှာပါဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒီမိုကရေစီဆိုတဲ့ကျွန်တော်တို့နှစ်သာရစံချိန်စံကြုံးလုံးဝမပါဘူးဆိုတာကျွန်တော် တင်ပြလိုပါတယ်မနေ့ကဟောပြောပွဲကိုပြည်မျိုးကမျိုးကန်တွေအပါအဝင်ဒေသခံတထောင်နီးပါးလောက်တက်ရောက်ခဲ့ကြပါတယ်ခင်ဗျာအရဖီဒရင်တောက်ကိုကျော်စုံရင်တင်ပြသွားတာပါရှင်ရန်ကုန်တိုင်းလိုင်းတရာဆက်မှုဆောင်တုံးမှာရှိတဲ့ Master Sports ဖနက်ဆက်ယုံပြစ်လိုက်တဲ့အတွက်အလုတ်သမား800နီးပါးလဆောင်ငွေနဲ့နှစ်နာချင်းရရှိဖို့စိတ်ယုံရှိမှစောင့်ဆိုင်းနေကြတာ9ရက်ရှိသွားပြီဖြစ်ပါတယ်ဒီနေ့အလုတ်သမားကိုယ်စားလှယ်တွေက ိုင်တရာမြို့နယ်လူသမားရုံးမှာတွားရောက်ညှိနှိုင်းကြပါပေမဲ့ပြေလည်မှုမရသေးဘူးလို့သိရပါတယ်။ RF သတင်းတောက်မတ်ဝေမာထွန်းကတင်ပြထားပါတယ်ရှင်။ အခုမြင်တွေ့နေရတာကတော့လိုင်းတာမျိုးနယ်က Master Sport စက်ယုံဖြစ်ပါတယ်ဒီစက်ယုံဟာအလုတ်ရက်နာလိုက်တဲ့အတွက်အလုတ်သမား800လောက်ကအလုတ်လက်မဲ့ဖြစ်ကုန်ကြပါတယ်အခုလ26ရက်နေ့ကအစတင်ပြီးတော့အလုတ်သမားတွေဟာလုပ်ငန်းခွင်ဝင်ရောက်ခွင့်မရခဲ့တော့ပါဘူးဒီအတွက်အလုတ်ရှင်နဲ့အလုတ်သမားတွေညှိနှိုင်းမှုကိုလိုချင်ကြပါတယ်ဒါပေမဲ့အလုတ်ရှင်ဟာရှောင်တိန်နေတဲ့အတွက်အလုတ်သမားတွေဟာစက်ယုံရှိမှာပဲအလုတ်ရှင်ကိုစောင့်ဆိုင်းနေကြပါတယ်အလုတ်သမားကိုယ်စားလှယ်တွေအနေနဲ့လည်းအလုတ်ရှင်နဲ့ညှိနှိုင်းနိုင်မှုအတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ်ဒါပေမဲ့အဖြေကိုတော့အတိအကျမသိရသေးပါဘူးရှင် လုံသမားတွေထုံးတယ်ကတော့ပြောမယ်ဆိုလို့ရှိရင်နင်နာကြီးကတော့သူ့ဟာနဲ့သူပေါ့နော်၃လဆို၃လပေါ့အဲပုံမှန်အနေထားကတော့၃လရောကြီးပေးပြီးတော့လောက်ရတာပဲရှိရလေဒါပေမဲ့၃လရောကြီးဘလောက်ပဲရွေးဆိုတော့ဒါသူတို့တထင်းနဲ့ကျမတို့လည်းသက်ဆိုင်တယ်လုံသမားလည်းပဲသက်ဆိုင်တယ်လေဥမာတထင်းကဒါဒါပေးနိုင်တယ်ဆိုလို့ချင်းလုံသမားဂျင်းနိုင်ဂျင်းနိုင်တယ်မဂျင်းနိုင်မဂျင်းနိုင်တယ်ပေါ့ဒါပေမဲ့လုံသမားတော်တော်များများလည်းပဲမတရားမလို့ချင်းမအောင်သူရသည်ရထိုက်တာလေးပဲရရင်သူတို့ကဂျင်းနိုင်မှာပါဒီအခုဆိုရင်တပြားပြောမှဆိုဒီပတ်ဆိုင်ရမှာသူတို့ကအဆောင်လားကလည်းပေးနိုင်မယ်ပေါ့အခုတပြားတစ်ချက်မှဟိုပတ်ဆိုင်တပြားမှမရှိတာ အလုတ်ရှင်ကအလုတ်ရက်နာမယ်ဆိုတာကိုကြိုတင်ညှိနှိုင်းထားမှုမရှိတဲ့အတွက်အလုတ်သမားတွေဟာလုပ်ငန်းခွင်အပြည့်အဝမစင်ရသေးတဲ့အခုလစားကိုလည်းအပြည့်အဝလိုချင်ကြရလို့ပြောပါတယ်။ဒါအပြင်အလုတ်နှစ်နာချီအဖြစ်နောက်၃လလစားကိုလည်းလိုချင်ကြတဲ့အတွက်အခုလိုဆောင်ဆိုင်နေခြင်းဖြစ်ပါတယ်။ဒီစက်ယုံဟာလည်းပက်တာဆိုရင်တစ်နှစ်ခွဲလောက်ပဲရှိပါသေးတယ်။စက်ယုံကနေပြီးတော့အားကစားဖက်နက်တွေကိုထုတ်လုပ်တာပါ။ပြီးတော့ကိုရီးယားနိုင်ငံကိုတင်ပို့တာလည်းဖြစ်ပါတယ်။ဒီကအလုတ်သမားတွေဟာလုလောက်ခလာစာအဖြစ်9000ကျွဲရနေပြီးတော့7000ကျော်လောက်အထိရရှိကြတယ်လို့သိရပါတယ်။လုရှင်ဘက်ကတော့ တရားဝင်အကြောင်းကြားတော့သူပိတ်လိုက်ပြီပေါ့နော်ဟိုဟာ26ဝန်းကျင်တွေပိတ်လိုက်တာပေါ့26ဝန်းကျင်တွေပိတ်လိုက်တာကျွန်တော်တို့အခုဒီအပြင်ထွက်နေတဲ့လူတွေကသူတို့ရောကြီးကိစ္စပေါ့ဆိုင်ုံပိတ်ပြီဆိုရင်တော့ဆိုင်ုံတွေထုံးစံဟိုတရားဝင်ဟိုပိတ်တာနဲ့ရောကြီးတန်းပေးရတာပေါ့အာလူသမားတွေကရောကြီးမရသေးလို့ပေါ့နောက်ဟိုပိတ်တယ်ဆိုရင်လည်းလက်ကပေးရတယ်ပေါ့ဟိုဟာလက်ကလည်းမပေးဘူးရောကြီးလည်းမပေးလို့အဲ့လိုအပြင်ထွက်နေကြတာပေါ့ ဒီနှစ်ပိုင်းမှာဆိုရင်လှိုင်းသားရရွှေပြည်သာစတဲ့စက်မှုစုံတွေမှာအလုသမားတွေဟာလောက်ခလာစာနေပါတဲ့ပြဿနာတွေကြောင့်ဆန္ဒပြတောင်းဆိုမှုတွေမကြခနာဆိုသလိုဖြစ်ပေါ်နေပါတယ်အလုရှင်ဟာအလုသမားတွေနဲ့ညှိနှားပြီးပြန်လဲပြေလဲသွားတာမျိုးတွေရှိသလိုအလုရှင်ကနေပြီးတော့အလုထုံနှင်းနာချေပေးပြီးတော့အလုထုတ်လိုက်တာမျိုးတွေလည်းရှိပါတယ်ဒါပေမဲ့ဒီစက်ယုံဟာဆိုလို့ရှိရင်စက်ယုံပိတ်သိမ်းလိုက်ပင်မဲ့အလုသမားတွေကိုနင်းနာခြင်းမပေးတဲ့အတွက်အလုသမားတွေဟာအခုလိုစောင့်ဆိုင်းပြီးတော့သူတို့ရပိုင်ခွင့်ကိုတောင်းဆိုနေတာဖြစ်ပါတယ်။ ခုဆက်ပြီးရှမ်းတိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ။ဇွန်လ26ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာမွေးရစေဝါတိုက်ဖြည့်ရေးနေ့ထိမ့်မှန်ဖြစ်ရှမ်းပြည်နယ်တောင်ကြီးမြို့နယ် UNSA ဝါပြည်သူစီညီညွတ်ရေးတပ်ထင်းချုပ်ဒေသတွေမှာမွေးရစေဝါမီးရှို့ဖျက်ဆီးတဲ့အခမ်းအနားတွေပြုလုပ်ခဲ့တဲ့အကြောင်းမြန်မာဘာသာစာရန်ထူးတင်ပြထားပါတယ်ရှင်။ นางฮือเตเป็นตาไม้ต้องวันเพียวมวยยาเมากำลุมฝ่าในเสวันที่เศร้าหกเหลือนจุนในเงาเว้งหลงจึงไต้เว้งตนตีนันเลสังเงางุ้นนาเดนซึกหนึ่งเจ็ดหนึ่งตับซึกเมืองว่าพร้อมโฮมนันเลสัง มีการเผายาเมากำนำหลาย กาขันนับโฮหมื่นล้านเปีย ปังเผายาเมากำจัดเฮ็ดตีปังอเวยา เผาเนยาเมากำสามสิบเจ็ดอย่างกำนำเป็นยาล้ำกาขันหมอกแปดหมื่นล้านเปียเดตกเงินอเมริกันหมอกแปดสิบแปดล้านดอลลาร์ ฝ่ายเพียวมวยยามเมากำลงมองซึ่งเมืองใต้ปืนผาว่าปีกายในเมืองใต้ติงยอบไลยามเมากำกาคันมีหมอก64ล้านดอลลาร์เกี่ยวกับรวยยามเมากำาเนจึงใต้นํามาในเสอูวินทุนผู้ก้อนปลิกเมืองใต้ลาดว่าไว้หลังใจหนอคำถูกเดียวตี3เจียงค่ํานันเจ้าหน้าที่สืบกดซอกตียอบคือไข่เจอสายมันใจแทงคุดระยะมาจื้อฝังไว้จอมสับนําของตั้งนําดังหลายปีในซ้ํตีระยะลําจอมสับแดนดินจึงใต้ตั้งนำาดังหลายว่าไหน ฝ่ายนึ่งด้านนึ่งนะนนาลินซึก171ตับซึ่งเมืองว่าพร้อมโฮมตีหวยอกอ UWSE on โฮจัดเฮ็ดปางเผายาเมากํายามมาหาลันเม็ดไปยาฝิ่นเพิก56กิโล ไอซ์24กิโล และยาลํา63 กิโล อีกสารตั้งต้นดังนํากวยกาเจ้าขึ้นเสอหัวหน้าจุ้มปักตายาเมากําซึงใต้ลาดว่าเนจึงใต้55สิจีเวียงในอันเปียวมวยยาเมากําไลเตเตอมีสังนําเลเกตึกกกันอยู่ว่าไหน ขึ้นแม่ตุ้ยขึ้นเนี่ยก็มึงปุ่นด่ามึงเดินเนี่ยต้องอันผมยาผินเดี๋ยมันก็ใครมีอยู่กูดีกูเลี้ยงน้ำน้ำกี่กี่เนาะมีอยู่กูดีกูเจียเวียงเนี่ยว่าอะไรเนาะเจียเวียงอันน้ำก็มีเจียเวียงอันกี่ก็มีเออกูก็รอเทเจียเวียงนั่นเนาะมันเดี๋ยวเลยหันจนั้นกูก็อันหนาหรือที่นั่นเนี่ยเป็นสังเป็นยามายามาเนี่ยจะกวนเมืองเอาขาเฮียมันเป็น คนมากมีหลีเปลี่ยนเขาเป็นก็เฮียเทมันก็มา เลี้ยงมาขายปันติคนมืงมันเป็นตุ้มตื่ออย่างนั้นเด้ปีบสี่ในแผนการเพียวมวยยามอกำลงมองจึงมัน เฮงกปก่าถึงสสองงเฮปิบสี่เต็มสิบ1าปีจอมหนังลงมองจึง ซึกหน้าผ้าปืนผ่าไว้ก้วยกายย้อนแผนการเพียวมวยยามอกำอําไปถึงตีไลแลเดเพิ่มแถมแทงเข้าตั้งาปีในคาออ ညအတွက် RFA ရုံမြင့်တန်ကြားအစီအစဉ်နဲ့လည်းဒီမှာရင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။